Hello အားလုံးပဲမင်္ဂလာပါရှင်ကီတပိုင်ကိုစားတဲ့ဘေးကနေပြီးတော့ပြန်လေးကျေးဇူးပါတယ်ဒီနေ့မှာကီလိုပေးမဲ့ပိုင်းလေးကတော့ပေါ့နော် deeply message from inner mind ပေါ့နော်ကိုယ့်ရဲ့အတွင်းစိတ်ထဲကဘာကိုဘာဖြစ်နေလဲပေါ့နော်ဘာဖြစ်နေလဲပြီးတော့ဘာလုပ်ရမလဲပေါ့နော်စသဖြင့်ဒါမျိုး guide message လဲပါမယ်အအရင်ဆုံးတော့ဒီအတွင်းကိုယ့်ရဲ့အတွင်းစိတ်မှာဖြစ်နေတဲ့အရာကိုကိဖတ်ပေးမှာပေါ့နော်ဆိုတော့ကိကအခုဒီ crystal လေးနှစ်ခုရွေးဖို့အတွက်ထားပေးထားတယ်ဒါကတော့ amethyst ပေါ့နော်ဒါကတော့ဒီ ဗာ Green Avenger ဘောနော်အဲ့ဒီဒီနှစ်ခုပေါ့အဓိကအပန်းရောင်နဲ့အစိမ့်လေးပေါ့နော်ဆိုတော့ဒီနှစ်ခုတည်းကကိုယ့်ရဲ့စိတ်ကိုအဆွဲဆောင်ဆုံးဖြစ်တယ်ပေါ့နော် Crystal တိတိလေးတစ်ခုရွှေလိုက်ပါဒီထက်ကနေပြီးတော့ပေါ့နော်ကိကကိုယ့်ရဲ့အတွင်းစိတ်ကိုအာဖွင့်လင်းပြသပေးသွားမယ်ပေါ့နော်ကိုယ့်ရဲ့အတွင်းစိတ်အကြောင်းလေးကိုကိမြင်တော့ဆွဲကြည့်ပေးသွားမယ်ဆိုဒီနှစ်ခုရဲကနေပြီးတော့တစ်ခုရွေးပေးပါဒီချိန်လေးပြမယ်နော် ဆိုတော့ဒီပိုင်းလေးကနေစပြီးသွားမယ်เนาะ Hello မင်္ဂလာပါဆိုတော့ဒီ Rose Quad လေကိုရွေးထားတဲ့သူတွေရေပေါ့เนาะလက်ရှိ Inner Mind ရဲ့စိတ်ထဲမှာဘာဖြစ်နေလဲဆိုတာရှာဖွေလိုက်ကြမယ်ကိုယ့်ရဲ့အတွင်းစိတ်ထဲမှာဘာဖြစ်နေလဲကိုယ့်ရဲ့အတွင်းစိတ်ထဲမှာဘာဖြစ်နေလဲကိုယ့်ရဲ့အတွင်းစိတ်ထဲမှာဘာဖြစ်နေလဲစဖြစ်ပေါ့เนาะကိုကိုယ်တိုင်းလဲ Dream ဖြစ်နေရယ် Set up ဖြစ်နေရယ်ဟာတွေပေါ့เนาะဒါတွေကိုရှာကြည့်ကြည့်မယ် ကောင်းနေရမှာခုလို့ရှိတယ်။အချိန်နဲ့ပါဖြစ်နေတယ်။ဘာဝင်လေးကပေါ့နော်အခုချိန်မှာဆိုလို့ရှိရင်အောင်မြင်ချင်နေတာမျိုးကိုယ့်ရဲ့ self score တွေကိုပေါ့နော် ချမှတ်နေရမျိုးချမှတ်ပြီးတော့ရှေ့ကိုဆက်သွားနေရမျိုးဒါမျိုးလေးရှိရဲအိုင်ဒီယာကောင်းနေစိတ်ကူးကောင်းနေလဲကိုယ့်ရဲ့ဘဝမှာပေါ့နော်ဖြစ်နေတယ်အတွေးကောင်းနေရှိရဲကိုယ့်ရဲ့အနာဂတ်ကိုဘယ်လိုပုံဖော်မလဲစဖြင့်ဒါမျိုးဘိုင်ဇယ်လောက်ဒါမျိုးဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့ကောင်းနေမှာတွေးနေရမျိုးဖြစ်ဖြစ်ဒါမျိုးပေါ့နော်ရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့ဘေးနားပတ်ဝန်းကျင်ကိုယ့်ရဲ့မိဘတွေပြီးရှင်ကိုယ့်ရဲ့ဒီဘေးနားကလူတွေအကုန်လုံးอ่ะပေါ့နော်ကိုယ့်ရဲ့ဒီလုံးလုံးမဲ့အရာအဲကိုသွားမဲ့အရာဒါနဲ့ပတ်သက်ပြီးတော့ခါကြတော့သူတို့ကကန့်ကွက်တယ်ကိုသွားမဲ့ပုံ စံကိုတို့ကလက်မခံဘူးပေါ့နော်အဲလက်မခံဘူးမင်းဒီဒါလို့ရင်တော့မဖြစ်မှာမဟုတ်ဘူးအဲဒီပုံစံတိုင်းသူကမင်းလမ်းဖောက်မယ်ဆိုရင်မင်းတို့ခက်ခဲမှာပဲအဲ့လိုမျိုးပေါ့နော်ဘေးကနေပြောနေကြတော့အများနဲ့တယောက်ဖြစ်နေတဲ့ပုံစံမျိုးပေါ့ကိုယ့်ရဲ့ idea တွေကပဲမှားနေသလိုကိုသွားမယ်လမ်းရပဲအရန်ကိုမှားနေသလိုဒါမျိုးဖြစ်နေတာပေါ့နော်ပြီးတော့တချို့ဒီ အเจ้าနဲ့ပတ်သက်တဲ့ကလေးလေးဆိုလို့ရှိရင်လည်းအော်ဘယ်ပြောမလဲကိုသွားချင်တဲ့မိသားတခုကိုတက်ချင်တဲ့နေရာတခုဒါပေမဲ့ကိုရဲ့အိမ်ကအာမထောက်ပံ့ပေးနိုင်တာဒါမှမဟုတ်ရှင်လည်းအိမ်ကမသွားခိုင်းတာဒါမှမဟုတ်သူတို့ကလောက်ခိုင်းတာတခုကိုသွားချင်တဲ့ဟာတခုပေါ့နော်ကိုဝါနာပါတာတခုသူတို့ပြောနေတာတခုဒါမျိုးကြီးဖြစ်နေတာကြီးသွားချင်ပေမဲ့လည်းဆန်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 ကျင်ကျင်နဲ့လုပ်နေရတဲ့အလုပ်တွေပေါ့နော်ဒါမျိုးလေးကြီးကြုံနေရမျိုးလေးတွေ့ရဲ့ ဒါပေမဲ့ကိုကတော့ဆုံးဖြတ်ပေးသားပါတော့။ဘယ်လိုပဲပြောပြောရအောင်ကိုလုပ်မယ်။ငါတွေးထားတဲ့အရာငါဖြစ်ရှင်တဲ့အရာကိုရအောင်ကိုသွားမယ်ပေါ့နော်။အဲ့လိုမျိုးတွေးထားတာမျိုးရှိရယ်။ပြီးတော့တချို့လူတွေကြတာလည်းပေါ့နော်။တွေးထားတဲ့တွေးရာအရင်များတယ်။အာချပြထားတာတခုပဲရှိသေးတယ်။ချပြထားတာတခုပဲရှိရယ်။ဒါအောင်တောင်ကန့်ကွက်နေကြတာပေါ့နော်။အဲ့ကန့်ကွက်တကယ်တော့ကိုဒီကန့်ကွက်တဲ့တခုကလည်းကိုအရင်ကိုဖြစ်ရှင်တဲ့အရာသွားရှင်တဲ့အရာလုပ်ရှင်တဲ့အရာဖြစ်နေတယ်ပေါ့နော်။ဆိုတော့ကန့်ကွက်ခံနေရတယ်ကိုရဲ့စိတ်ထဲမှာတော့ဒီ goals ကိုချမှတ်ပြီးသားကိုသွားရှင်တဲ့ဟာကိုရအောင်လုပ်မယ်။ဘလို့အတိုက်ခိုက်ပဲရှိရှိရအောင်သွားမယ်။ မယ်အဘသူပဲကန့်ကွက်ကန့်ကွက်အဆင်ပြေအောင်လုပ်မယ်ပေါ့နော်တချို့ကြတော့လေဒီအဲဒီကန့်ကွက်မယ်ဆိုလို့ရှိရင်လည်းပေါ့နော်ကိုဒါလေးကိုတော့ဖြစ်မြအောင်တော့လုပ်သွားခြင်းနေဆွဲပုံမျိုးပေါ့နော်ဒါမျိုးလေးလည်းရှိတယ်ဒါမျိုးလေးလည်းတွေ့တယ်ပြီးတော့တချို့ပေါ့နော်ဒီမှာ overseas ထွက်ဖို့လောက်ထားရတဲ့သူတွေဆိုလို့ရှိရင်လည်းထွက်ဖြစ်မလားထွက်ချင်ပေမဲ့ပေါ့နော်တကယ်တကယ်ကျတော့နောက်ဆန်တင်နေရတဲ့ကိစ္စလေးတွေလည်းရှိပြန်ရောပေါ့နော် ီမှာတော့ unless you are passion ဆိုပြီးတော့ဒီကြာလာရပေါ့နော်ဆိုတော့ဟိုဘယ်လိုပြောမလဲကိုဖြစ်သွားခြင်းလှုပ်ခြင်းတဲ့အရာပေါ့နော်တခြားတော့ပြန်စဉ်းစားဖို့လိုနေရမျိုးလေးတွေဒါမှမဟုတ်လို့ရှင်လည်းဒီကိုကိုတိုင်းပေါ့နော် set your intention နဲ့နော်ဒီမှာဒီလိုကြီးကြာလာပေါ့နော်ဆိုတော့ ကိုယ့်ရဲ့ intuition အားကောင်းအောင်ကိုတကယ်ဘာလုပ်ရမလဲဆိုတာသိအောင်ကိုယ့်ကိုယ်ကိုပေါ့နော်တခြားလေးပြန်လဲချိန်ညှိဖို့လိုအပ်နေတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်။ချိန်ညှိတယ်ဆိုတာထက်ပေါ့နော်။အခုဆိုလို့ရှိရင်ကိုယ်မှရွေးချယ်စရာအများကြီးရတစ်ခုရွေးလိုက်တယ်ပြောလိုက်တယ်ဒါပေမဲ့ပေါ့နော်။အဲတကယ်တကယ်တမ်းကိုယ့်ရဲ့စိတ်ထဲမှာရွေးချယ်ခြင်းတွေကနောက်ထပ်တစ်ခုရှိအောင်ပဲတွေ့ရတယ်ပေါ့နော်။ Taste of your achievement နဲ့နော်။ဆိုတော့ဟို အခွင့်အရေးကိုရအောင်ယူပါလို့ပြောနေရနော်အခွင့်အရေးကိုရအောင်ယူပါပြီး release လက်ကိုကိုတော့မဟုတ်တဲ့အရာတွေကိုဆုံးပစ်ခဲ့ပါဘောနော်ကိုစိတ်ထဲမှာ dream high ဖြစ်နေပြီးတော့တချို့အရာတွေမှာဘောနော်လုံရမလုံရတွေးဝင်နေရဆိုလို့ရှိရင်အော်မလိုအပ်တဲ့အရာကိုဆွန့်ထုတ်မလိုအပ်တဲ့အတွေ့ကိုဆွန့်ထုတ်ပြီးတော့ကိုလုံရမယ့်အရာကိုပဲလုပ်ပါပေါ့နော်ပြီးရင်ဒီပေါ့ ကိုပြောရမယ်ဆိုကိုတွေးထားသလိုပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ရအောင်လုပ်မယ်ဆိုလို့ရှိရင်တော့ရအောင်လုပ်တင်တယ်ဒီမှာဆိုလို့ရှိရင် set your intention နော်ပြီးရင် trust your wisdom ဆိုတော့ကိုယ့်ရဲ့ဉာဏ်ပညာရှိမှုအသုံးချပါပြီးလို့ရှိရင်ပေါ့နော်ကိုတကယ်ဖြစ်ချင်တဲ့အရာကိုတွေးနေရုံမဲမဟုတ်ပဲဒီလိုမျိုးပေါ့နော်အကောင့်တဲ့ဖို့တွေးထားရဆိုလို့ရှိရင်ရအောင်ကိုလုပ်ပါဆိုပြီးပြောရပေါ့နော်ဆိုပြောရမယ်ဆိုလို့ရှိရင်ကိုယ်အဲဒီပန့်ဝေးထားတဲ့သူရဲ့မှာစိတ်အားထက်သန်မှုလေးပဲကအရင်ကမြင့်နေမြင့်တဲ့အပြင်ကဟိုဘသူ့ဘာပြောပြော ဒီကိစ္စကိုလှုပ်ကိုလုံးမှာကိုယ့်ရဲ့အတွေ့အကြုံမှာပေါ့နော်ဘသူတွေပဲဘေးကနေပြီးတော့ဒီကိုလုံးမဲ့အရာကိုနှောက်ရနှောက်ရဘသူပဲဖြစ်ဖြစ်ကိုကတော့အချိန်နေအချိန်ခါကိုကြည့်ပြီးတော့ဒီဇိုင်းမမတ်နဲ့ရှေ့ကိုသွားမှာပဲဆိုပြီးတွေ့ရဆိုတော့ဒီမှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ passionate တွေကိုပေါ့နော်သွားပါပေါ့နော်ပြောချင်တာကဟိုဒီလိုမျိုးပဲပေါ့ဒီဥမာတချို့အိမ်ထဲကနေအပြင်တိတ်မထွက်ရတာအိမ်မပိုင်တဲ့သူတွေရှိရဆိုလို့ရှင်လဲဟိုကိုလုံးရမယ့်အရာလေးကို ကိုလုံးရမယ့်အိမ်မက်ကိုဖြစ်ရှင်တဲ့အရာလေးကိုပေါ့နော်ဟိုဒီမစွန့်ပြင်းနေပေါ့နော်လောက်ချာရှိရလေးကိုလောက်ပါလို့ပြောရဲပြီးတော့ဒီမှာဆိုလို့ရှင်ပေါ့နော်ဒီလိုမျိုးလေးอืมနှမောင်နိုင်လေးလို့လဲခံစားရရတယ်เนาะဆိုတော့ ဟိုကိုယ်ကိုလေးစောင့်ကြည့်နေတဲ့လူတွေကအရင်များတယ်နော်ဒီပိုင်းမျိုးရွေးရတွေ့ရလူငယ်လည်းများလိမ့်မယ်အကယ်၍လူငယ်မဟုတ်ရင်တောင်းမှာပဲပေါ့နော်အခုချိန်ထိကိုယ်ကိုစောင့်ကြည့်ခံနေရမျိုးအတိကပုံဝင်ကြစောင့်ကြည့်ရမျိုးဖြစ်ဖြစ်ဒါမှမဟုတ်ရှင်လည်းမိဘကြီးစောင့်ကြည့်ရမျိုးဖြစ်ဖြစ်ဒါမျိုးပေါ့နော်စောင့်ကြည့်ခံနေရတယ်ဆိုလို့ရှိရင်နဲ့နော်အကျန်တဲ့အရာတွေသူများကြီးပြောတဲ့ဟာတွေကိုဘာမှမတွေးပါနဲ့ပေါ့နော်ကိုဒီ ဘယ်ဟာမှန်နေဘယ်ဟာမှားတယ်ဆိုတဲ့ဟာကိုကိုယ့်ရဲ့စိတ်ထဲမှာသိချာဆုံးဖြတ်ပါကိုတကယ်လိုချင်တဲ့အရာကဒါ truly စစ်မှန်ပြီကိုတကယ်ဒီဇိုင်းမမတ်နဲ့နောက်သားမရမယ်လမ်းဆိုလို့ရှင်ရှေ့ကိုဆက်သွားပါဆိုပြီးပြောရဲအဓိကကိုယ့်ရဲ့စိတ်ထဲမှာတော့ပေါ့နော်ကိုအရန်လှုပ်ချင်နေရဲ့အိမ်မက်ရှိတယ်ကိုသွားချင်နေရဲ့ဝါသနာအိမ်မက်ဒါတွေကိုပေါ့ရှိရဲပေါ့နော်ရှိတဲ့ဟာကိုဆက်သွားဖို့တော်တော်ပြောနေပါတယ်ဆိုတော့ဒီမှာ be open နဲ့နော်ဖြစ်ချင်တဲ့အရာကိုဖွင့်ထုတ်လိုက်ပါ be more selfish တဲ့ specific ပေါ့နော် be more specific အဓိကကွယ် be more specific ဆိုတော့ကိုကကိုလုံးချင်နေရရများတာအဲ့တော့ဘောပြောပေါ့နော်ရွေးချယ်ပါအောင်ပေါ့နော်ရွေးချယ်ပါအောင်ပေါ့ expect တယ် and expect တယ်ပေါ့နော်ပြောချင်တာညှောလင့်ထားရောမညှောလင့်ထားရောဖြစ်ချင်တာရောမဖြစ်ချင်တာရောအကုန်လုံးဒီဒီကြကြတွေးပါပေါ့နော်ဆို maybe လဲကြလာရဲဆိုကိုကအခုချိန်မှာလာကြည့်ရဲလာကြည့်ပြီးတော့ဟို ကျွေးချယ်ကြရရအရင်များတယ်ကိုယ့်ကိုယ်လည်းယုံကြည်မှုတွေကနည်းနည်းကျနေတယ်အဲ့အချိန်မှာဒီမှာကလည်းလွတ်ချခိုင်းနေတယ်အဲ့တော့ပြောချင်တာအကုန်လုံးကကိုယ့်ရဲ့စိတ်ထဲမှာကိုယ်ကလည်းလုံးဝ set up ကတော်တော်များရပါတော့အငါဒီလိုမျိုးလုပ်လိုက်လို့အရင်မထောက်ပံ့ရောငါအဆင်ပြေနိုင်မှာမလားငါဒီလိုမျိုးလုပ်လိုက်လို့ငါ့ကိုဘေးရလူတွေကမအားပေးရောငါတယောက်တည်းလုံနိုင်မှာမလားစသဖြင့်ပေါ့နော်တစ်ဖက်မှာကြောက်ရလေအရင်ကိုဘယ်သူမှပြောပြောလုံမယ်ဆိုရဲဟာလည်းရှိရဲဆိုတော့နောက်ထပ်ကင်းတဲ့လမ်းကိုရွေးပါဒီကိုသွားမဲ့လမ်းမှာကကို ဒီတစ်ခုကိုရွေးလိုက်ပြီးဒီအချိန်လေးတစ်ခုကိုဖွင့်ထုတ်လိုက်ပြီးဆိုတာနဲ့ပိုးပြီးတော့ဒီဟာနဲ့ပတ်သက်တဲ့ကောင်းခြင်းဆိုခြင်းမကောင်းခြင်းကောင်းခြင်းဒါမျိုးတွေပေါ့နော်အဲ့ဟာအကုန်လုံးကပိုးပြီးဒီဒီကြကြကိုယ့်စီကိုရိုက်ခက်လာနိုင်မယ်ပြီးတော့အခုလက်ရှိမှာကန့်ခွက်နေရတဲ့အကုန်လုံးထက်လည်းပိုနိုင်တယ်ဟိုမှာကိုကြရှုံခဲ့မယ်ဆိုလို့ရှိရင်လည်းဒါတွေကဟို လူပြောခံရမှာပဲဒါပေမဲ့ကိုဒီပြောထားရလို့ရပို့ပြောမယ်အကယ်၍ကိုလုံနိုင်သွားလို့ရှိရင်လည်းသူတို့ချီချူးมาပဲလीเนาะဆိုတော့ဟိုပြောလင့်ထားရောမပြောလင့်ထားရောအကုန်လုံးဟိုဒီဘူဘီဒီဒီကြကြတွေးဖို့လိုတယ်ပေါ့နော်ကိုတကယ်ဒီလမ်းကိုသွားချင်တာရောတေးကြပြီလားကိုတွေးဟာဖြစ်နေရလားတဲ့ဒါမျိုးလည်းပြောရပေါ့နော်ပြီးတော့ဒီမှာ follow you ဟာတဲ့မင်းရဲ့နှလုံးသားနာကိုလိုက်ပါတဲ့နော်ဆိုတော့ကိုတကယ်ကိုရဲ့စိတ်ထဲမှာဘာပဲလိုချင်လိုချင်ကိုတကယ်ဘာပဲဖြစ်ချင်ဖြစ်ချင် ရွေးလိုက်ပါကိုယ့်ရဲ့စိတ်ကတွေးထားတဲ့အတိုင်းပဲသွားပါဒါမဲ့တခုရှိတာကကိုတကယ်ရွေးချင်တာဒါဆိုတာတေးကြပြီလားဆိုတော့နောင်တကင်တဲ့လမ်းကိုသွားပါလို့ပဲအကြံပေးချင်တယ်เนาะဒီမှာအတွင်းထဲမှာတွေ့နေရတော့ကိုယ့်ရဲ့စိတ်ထဲကပြတ်သားတဲ့ခိုင်မာတယ်ကိုဒါကိုပဲလှုပ်ချင်တယ်ဒါကိုပဲသွားချင်တယ်ဆိုပြီးရှိတယ်ဒါပေမဲ့လည်းအပိအမြောက်ကတော့မရနိုင်ဘူးပေါ့နော်။ကဲဒီလောက်ကြီးတော့ကအပိအမြောက်မရနိုင်ဘူး။ကိုယ့်ရဲ့စိတ်ထဲမှာလည်းတိချာတိရယ်။ဒါပေမဲ့လေဒါပေမဲ့လေပေါ့နော်။ကဲဒီမှာနောက်ထပ်ထပ်ပြီးကြည့်ရမယ်ဆိုလို့ရှိရင် အပြိအမြမရနိုင်ဘူးလို့ပြောပေမဲ့လည်းသူတို့ကဟိုဘာမှမကူညီဘူးဆိုပေမဲ့လည်းကိုလောက်တာရောစောင့်ကြည့်နေမဲ့ပုံစံမျိုးတော့ရှိပါတယ်เนาะဆိုတော့ဒီဒီစာသားလေးပေါ့เนาะဒီစာသားလေးဒီမှာငါးကက်ရှိတဲ့ဒီစာသားလေးကိုဖတ်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာဟိုဇဝေဇဝါဖြစ်တဲ့ကိစ္စရဲ့အဖြေကိုယူသွားပေါ့เนาะယူသွားဆိုတော့ကိုယ်ဘလို့နားလေလိုက်လဲကြပြောရဲ့ပုံစံထပ်ပို့ပြီးကြော်လွန်ပြီးတော့ဥမာကက်ဒီအပေါ်မှာပြောထားတဲ့အဥ္စာနဲ့ကိုက်ညီပြီးတော့ ဒီဥစ္စာရဲ့အဖြေကိုယူပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာတွေးလိုက်မိတဲ့အတိုင်းဥပမာဒီငါကတ်ထဲကတစ်ခုကိုရွေးလိုက်ပြီးတော့ကိုယ့်ကိုရွေးလိုက်တာဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်ထဲမှာတကယ်ရွေးပြီးတော့မေးပြီးတော့ဒီကတ်တစ်ခုကိုရွေးပြီးတော့ကိုယ့်ရဲ့နာမည်ကိုယူသွားလိုက်ပေါ့နော်ဒါအကောင်းဆုံးပါဘာလို့လဲဆိုတော့ဒီမှာက set your intention ပြီးတော့ခါကျ trust your wisdom မင်းကိုယ့်ကိုယုံရမယ်ဆိုပြီးတော့ကိုယ့်ရဲ့ဉာဏ်ပညာရှိမှုကိုယုံရမယ်ကိုယ့်ကိုယုံရမှာဖြစ်တဲ့အတွက်ကြောင့် follow your heart ဒီလည်းပါဖြစ်တဲ့အတွက်ကြောင့် ဒါကိုယ်တိုင်ရွေးချယ်မယ်လမ်းပေါ့နော်ဆိုတော့စိတ်ထဲမှာတွေးရဖြစ်နေရတဲ့အဖြေကိုကဲကတော့မရွေးပေးဘူးဒါပေမဲ့ကိုယ့်အကူရွေးပေါ့နော်အဲ့လိုမျိုးလေးပြောချင်ပါတယ်ဆိုတော့ဒါလေးကတော့ပိုင်းဝန်တွေ့ reading လေးပဲဖြစ်ပါတယ်အာဒီတေးမကြဘူးဆိုတာကကြတော့ um inner minds တဲမှာကိုကဒါနည်းနည်းဒွိဟာတွေဖြစ်နေရပါတော့။ဒါပေမဲ့ဒွိဟာဖြစ်တယ်ဆိုပေမဲ့လည်းတော်တော်ဒွိဟာမဖြစ်ပါဘူး။ကိုယ်အနေနဲ့က သွားဖို့တရားရွေးထားပြီးသားဖြစ်တဲ့အတွက်ကြောင့်အဆင်ပြေသွားပါလိမ့်မယ်နော်ဆိုတော့ဒါကတော့ပိုင်ဝန်လေးအတွက် reading မှာဖြစ်ပါတယ်နောက်ဒီမှာပြန်တွေ့မယ်နော်တတာဆိုတော့ပိုင်2ဟယ်လိုပိုင်2ပိုင်2လေးမင်္ဂလာပါအခုဒီအစိမ်းရောင်ကြောက်ကလေးကိုရွေးထားတဲ့ဂျူရီအတွက် reading လေးကိုစာယူဖတ်ပေးမယ်ပေါ့နော်ကိုယ့်ရဲ့အတွေ့အကြုံမှာဘာကြီးဖြစ်နေလဲဘာကြီးလှုပ်ရှင်နေလဲ သူတို့ရဲ့စိတ်ထဲမှာဘာဖြစ်နေလဲဘာလို့ဖြစ်နေလဲဘဝကိုအစ်စ်ကနေပြီးပြန်ဆောက်ခြင်းတဲ့သူတွေရှိတယ်။ဒါပေမဲ့ပေါ့နော်ကန်တီးယားငါနောက်ပါပါမလားလို့တွေးနေတဲ့သူတွေလည်းရှိတယ်။လောကရန်ကိုကိုကပုံမှန်ထက်ကိုပိုပြီးခံရတယ်လို့ကိုကိုတွေးထားတဲ့သူတွေတော့ဒီထဲမှာပါမယ်လို့တွေးရပေါ့နော်။ ကိုကတခုခုဆိုလို့ရှိရင်ပေါ့ဒီပိုင်း1ပိုင်း2လေးရပါတော့ကိုအရင်လိုချင်တဲ့ဟာတခုဆိုလို့ရှိရင်လေလိုချင်တယ်လိုချင်တယ်မစင်စားဘဲနဲ့လှုပ်တတ်တာပေါ့နော်မစင်စားဘဲနဲ့လှုပ်တတ်တယ်လှုပ်တတ်လို့မလို့လဲမစင်စားဘဲဘုံတိုင်းလှုပ်တဲ့စိတ်တွေကြောင့်မလို့ပိုးပြီးတော့သူများထက်လည်းပိုခံစားရတယ်သူများထက်လည်းအနှောင့်ယှက်များရဲ့ဆိုပုံမျိုးပေါ့နော်ဘာဖြစ်လို့လဲဆိုရှင်အဓိကကို့မှာလေဒီဟာကိုလိုချင်တယ်ဆိုလိုချင်တဲ့စိတ်ပဲရှိတာဒီဟာရွာပြီးရင်ဘာဖြစ်မလဲတော့ ဒီလမ်းကိုရှောက်လိုက်ရင်ဘာဖြစ်မလဲလို့ပဲဆိုပြီးတော့စင်ကျင်တုံတရားကင်းမဲ့တဲ့ပုံစံမျိုးပေါ့နော်ဒါမျိုးကိုတွေ့ရဆိုတော့ဒီပိုင်းတူးလေးကိုကြည့်ရတော့ကိုကလေငါကံမကောင်းပါဘူးငါကံကတတော်ကိုမရှိပါဘူးအဲ့တော့ငါလှုပ်ချင်သူဖြစ်ချင်သူလို့လှုပ်တော့မယ်မကံတရားမရှိတဲ့ငါကငါလှုပ်ဆရာရှိရလှုပ်မှာပဲဆိုပြီးတော့အမြဲလှုပ်တာပေါ့နော်အဲ့လိုဟိုကောင်းလဲခံလိုက်မယ်ဆိုးလဲဟို ခံလိုက်မယ်ပေါ့နော်ဒါမျိုးလှုပ်တက်တဲ့သူမျိုးတွေရှိရယ်နည်းနည်းအယူတိုက်တဲ့ပုံစံမျိုးရှိရယ်ဒါမှမဟုတ်ဘရော့မတော့ဟိုနားသွားရလို့မရှိဘူးဒီပိုင်းပိုင်းတူးလေးရယ်စိတ်ထင်ပါလေအမြဲကိုကတခုခုစတင်မှုအတွက်ကိုလဲကြပြီးနေခဏခဏပြန်ထားတက်တဲ့စိတ်လေးရောရှိတယ်ဒါပေမဲ့လည်းအဲ့လိုမစင်းစားပဲလှုပ်တဲ့အားတွေကမကောင်းဘူးပေါ့နော်ဥမာလန်ဒလန်သွားရဆိုလို့ရှိရင် plan A plan B plan C ဆိုပြီးရှိမယ်ဆိုလို့ရှိရင်ကိုက plan A တခုပဲရှိရယ်တခုပဲရှိတတ်တဲ့သူပေါ့နော်ဆိုတော့ကံမကောင်းနေရမှာမဟုတ်ပါဘူး ကိုယ့်ရဲ့အတွေးတွေကိုယ့်လုပ်ရက်တွေကမှားနေရပါမစဉ်းစားဘဲလုပ်တဲ့လုပ်ရက်တွေကိုရှောင်ပါเนาะမစဉ်းစားဘဲလုပ်တဲ့လုပ်ရက်တွေကိုရှောင်ပါပြီးတော့နောက်တစ်ခုကဒီတခုခုလုပ်တော့မယ်ဆိုလို့ရှိရင် ကောင်းလာရွေးတွေးလို့မရပါဘူးကောင်းနေပဲတွေးပြီးကောင်းလာရွေးလာမယ်ဆိုပြီးတွေးရတော့မှန်ပေမဲ့အဲ့ကောင်းနိုင်မလာတဲ့တစ်ဖက်ချမ်းမှာဒီလိုမျိုးဖြစ်လာခဲ့ရင်ကိုဘလို့ပြင်ဆင်မလဲကောင်းနိုင်ပြီးသွားပြီးရဲ့နောက်မှာဒီလိုမျိုးဖြစ်လာခဲ့ရင်ကိုဘလို့လုံမလဲဒါမျိုးတွေကိုတည်တည်ကြကြပေါ့နော်တွေးတတ်ဖို့လိုအပ်တယ်အဓိကလေကိုကကျိုး အရင်မျောလင့်တယ်မျောလင့်ထားတော့ဖြစ်မလာလို့ရှိလို့ရှိရင်လည်းကံကိုပုံချတတ်တဲ့သူဖြစ်နေရောလေအဲ့လိုမျိုးမလုပ်ပါနဲ့ပေါ့နော်အတိတ်တည်းနဲ့ဆင်ကျင်ပြီးလုပ်ဖို့တော်တော်ပြောချင်တယ်ဘယ်ရအောင်မှ action ယူပြီးသွားလို့ရှိလို့ရှိရင်အဓိကလေဒီပိုင်းတူးလေးရာလေးလုံရင်ဖြစ်တယ်ဆိုပြီးတော့လေအဖျားရှုရှုသွားတဲ့ပုံစံမျိုးပေါ့နော်စိတ်ကဆောင်းလိုက်တယ်လုံးလိုက်တယ်ဒါပေမဲ့ပြီးွားရင်ပြီးွားပြီပေါ့နော်ဒါကြီးကတခုခုကြီးကြီးမားမားဖြစ်လာလားဆိုလည်းဖြစ်မလာဘူး အဲတခုခုကဖြစ်မြောက်သွားလားဆိုလည်းမဟုတ်ဘူးလမ်းခုလမ်းမှာရက်တာတွေအခက်ခဲကြုံလာတယ်ဒါမျိုးလွတ်ထုတ်ပြလိုက်တာတွေဒါမျိုးအဲစိတ်ရှိရပေါ့နော်အဲ့လိုမျိုးမလုပ်ပါနဲ့လို့ပြောနေတယ်အဲ့လိုမျိုးဖြစ်နေပေါ့နော်အဲ့ဆိုလို့ရှိရင်ပို့ပြီးဒီမှာဟိုပို့ပြီးတော့ကိုပဲခံစားရတယ်ကိုပို့ပြီးပဲလောကနဲ့ကြုံရတယ်ဒါမျိုးပေါ့နော်ပြီးတော့နောက်တစ်ခုပေါ့နော်ဒီပိုင်းတူးလေးတွေကိုပြောချင်တာကပေါ့နော်အချိန်နဲ့ပတ်သက်ပြီးတော့တချို့ပေါ့နော်ကောင်းလေးနောက်လိုက်သွားမှာတို့ပြောက်ကြောင်နောက်လိုက်သွားမှာတို့ဒါမျိုးတွေးနေရတယ်အတွေးကြီးလည်းရှိအောင်တွတ်တွေ့ရရပေါ့နော်ဟို ပြီးတော့နောက်တစ်ခုကဒီကောင်လေးနဲ့မခွဲကြံတော့မလို့မရရအောင်ယူမယ်ဆိုတာ ਈ ပေါ့နော်ဒါမျိုးအဲ့လိုဆက်ရထက်တမ်းမှုတွေကိုတခြားသောကိုဘွားတောက်ပမဲ့အနာဂတ်အတွက်ကိုတုံးတင်တယ်လို့တော့ကိထင်တယ်ပေါ့နော်အဲ့လိုလေးသွားတွေ့လို့ပါအချင်းနဲ့ပတ်သက်ပြီးတော့လေလုံးဝယူမိုက်တယ်တိလာအဲ့လိုဘသူသဘောမတူတူရအောင်လုပ်မယ်ဂျားရဲရဘသူတွေဝင်ဝင်ရအောင်လုပ်မယ်ဒါမျိုးတွေလည်းရှိရပေါ့နော်ပြီးတော့အချင်းအတွက်ဆိုလို့ရှိရင်ဘာပဲပြစ်ဆက်ပြစ်ဆက်ရသူ့ဘက်ကကိုယ့်ဘက်ကပဲအကုန်လုံးပြစ်ဆက်ပြီးတော့ချစ်မယ်ဒါမျိုးတွေပေါ့နော် အဲ့လိုစိတ်လေးလည်းရှိရဲ။နော်အချီမှာထားတဲ့စိတ်လောက်တခြားအရာကိုပိုပြီးစိတ်အားထက်ထက်တန်တန်ထားမယ်ဆိုလို့ရှိရင်တော့ပိုပြီးအဆင်ပြေမယ်လို့ကထင်နေပေါ့နော်။ဆိုတော့ Oracle message လေးကြည့်မယ်။ So Oracle message လေးနဲ့ကြည့်မယ်။ Hey sorry ပါ။ဒီနေ့ဒီပိုင်းတူလေးရဟိုလောက်ချင်တာမစစမ်းစင်ကျင်မဲ့လောက်တက်တဲ့ အကျင့်ကတော့တတော်ကွာဖြစ်တယ်ပေါ့နော်ဆိုရင်ဗာကက်ကလေးတက်ကြောက်သွားလို့ပေါ့နော်ကက်ကလေးမကြမ်းရှာလိုက်ပါဦးမယ်โอเค find to me in the my trust your wisdom เนาะဒီပိုင်းတူးလေးကိုရွေးရတူးလေးကပိုင်းဝန်းလေးကိုလည်းသွားပြီးကြည့်မယ်ဆိုကြည့်လို့ရတယ်ဘာလို့လဲဆိုတော့ဒီဟာလေးလည်းပါတယ်ပေါ့เนาะအဓိကကလေကိုကလေ ိုကလေစဉ်းစားဆင်ခြင်နိုင်စွမ်းရှိတယ်နော်စဉ်းစားဆင်ခြင်နိုင်စွမ်းလည်းရှိတယ်ဆင်ခြင်တုံတရားလည်းရှိတယ်ဒါမဲ့မတုံးတာသူများကိုအကြံပေးမယ်ဆိုလို့ရှိရင်တော့အကြံတွေကိုထိုးထွန်းသိမြင်ပြီးတော့အရန်ကောင်းတယ်ဒါမဲ့ကိုကကိုကြတော့အလွဲကြီးလောက်တက်တဲ့သူလေးပေါ့နော်ဆိုတော့ establish priority တဲ့ဖြစ်နိုင်ခြေတွေကိုထည့်သွင်းစဉ်းစားဖို့အတွက်လိုအပ်နေရဲ့ have courage တဲ့နော်ပြီးတော့တတိရှိပါတဲ့ပြောနေတာလေဟိုတတိရှိပါလို့ဒါပြောနေတာအဓိကတစ်ခါတစ်ခါကျတော့ကိုလှုပ်ချင်တဲ့အရာတွေပေါ့ကိုကလေကိုမှားနေပြီဆိုပြီးမလုပ်မိရည်လက်ရှိတကယ်တကယ်ကျတော့လေအဲ့လိုကိုတကယ်လှုပ်ချင်တဲ့အရာတွေဖြစ်ချင်တဲ့အရာတွေကိုတစ်ခါခါကျမစဉ်းစားပဲလုပ်တယ်ဖြစ်နိုင်ချေထင်သေးစားဘူးအကုန်လုံးလှုပ်ချင်တာလုပ်ပြီးသွားပြီလို့ရှိရင် အဲ့မှာခုနပြောလို့ပေါ့အဖျားရှူသွားလေအခက်ခဲကြုံလာရင်မလုပ်တော့ဘူးအဲ့လိုမဟုတ်ဘဲနဲ့ဟက် courage ပေါ့နော်တတိရှိပါအခက်ခဲကြုံလာလို့ရှိရင်လည်းဘာဖြစ်လဲဒီအခက်ခဲကိုဖြေရှင်းပြီးဆက်သွားပေါ့နော် dream white away that speed you are true ပေါ့နော် ပြီးတော့ဒီ point 2လေးရာလေဟိုပြောသလိုမျိုးပဲ speed you are true ဆိုတော့တချို့ပေါ့နော်ဒီ ကိုเจ้าကိုဥမာကောင်းလေးကိုလိန်ထားတာဖြစ်ဖြစ်ဒါမှမဟုတ်ရှင်လည်းပေါင်းတဲ့ငွေချင်းကိုလိန်ထားပဲဖြစ်ဖြစ်အဓိကလေအဲ့လိုဗဇက်ကလေလိန်တက်တဲ့သူမျိုးပေါ့နော်လိန်တက်တာဆိုတာလေအတိအမမပေါ့ဥမာဖုံးလာတယ်လို့ငွေချင်းနေဘာလုပ်နေလဲဆိုဥမာကိုကတခြားတစ်ခုလုပ်နေဆိုရှင်တော့မှပဲအဲ့လိုသူ့ကိုငါဘာမှမဟုတ်ပါဘူးအဲအဲ့လိုပေါ့ဒါမှမဟုတ်ရှင်လည်းအဲ့လိုသူကတစ်ခုခုမေးရခါနင်းလောက်တာလားဘာလားဆိုရှင်လည်းအဲမဟုတ်ဘူးပေါ့အဲ့လိုတိတ်တိတ်မမပေါ့နော်သူများထိခိုက်စေလောက်တဲ့အထိမဟုတ်ပါမဲ့လေအဲ့လိုဗဇက်ကပြပြပြောလိုက်တဲ့လိန်ညာစကားတွေနော်ပြလို့ရှင်အဲ့လို ကိုယ့်ကိုလက်မခံနိုင်နိုင်ပေါ့နော်ဒါလေးတခုရှိရလို့တော့ကြည့်ထင်တယ်ဒါကတချို့လူတွေအတွက်ပေါ့နော်တချို့လူတွေအတွက် message ပေါ့ဒါပေမဲ့တချို့လူတွေရဲ့ inner မှာကြာတော့အဲ့လိုမျိုးလေးကိုယ့်ကိုဒီလုတ်ချင်တာလုတ်ပြီးသွားပြီလို့ရှိရင်လမ်းတစ်ခုလက်မှာရက်ပြီးရောခါကြဒီຢာရိုတာဝန်မယူတတ်တဲ့အဲ့ဒီဟာကိုပေါ့နော်မလုတ်ဖို့ပြောနေရတာဝန်ယူလုတ်ဆက်ရှိရအောင်လုတ်ဒါမျိုးပေါ့နော်음ဟုတ်ပြီဆိုတော့နောက်ထပ်ကြည့်မယ်နိုးတယ်နော် give it time ခုနပြောစုံမျိုးပဲเนาะတခုခုလုပ်မယ်ဆိုရင်မစင်စားပဲလုပ်တာမျိုးမလုပ်ပါနဲ့အချိန်ယူပါအချိန်ယူပါ no definitive answer can be given at the time เนี่ยเนาะအခုချိန်မှာတော့ပေးနိုင်သေးဦးတယ်เนาะဆိုတော့ပြောရမယ်ဆိုရင်လေကိုယ့်ရဲ့ inner child inner inner mind ပေါ့เนาะ inner child တောင်ဖြစ်သွားရင် don't overthink it เนาะပြောရမယ်ဆိုလို့ရှင်လေး it's not for you တဲ့ပြောချင်တာကလေဒီ video တဝက်တစ်ပြက်နဲ့တချို့ပေါ့နော်ကြည့်နေရင်လည်းခုနကဒီကက်ပြုတ်ကျသွားတဲ့အချိန်မှာစိတ်ထဲမှာဒါကြီးကဒါကြီးကငါတော့မသိမဟုတ်ပါဘူးတတခုမှလည်းမတူဘူးဒါမှမဟုတ်ရှင်ကိုကလိန်တက်တယ်လို့ပြောရဲ့အချိန်မှာဒါကိုတော့မဟုတ်ဘူးဒါမျိုးတွေးပြတယ်ဆိုလို့ရှင်ဘာမှမတွေးနဲ့တဲ့ကိုရဲ့တွေးကိုကိုတိထက်ပူပြီးကြည်ကြဲမြတ်တွေးပါတဲ့ကိုတော့မကိုက်ညီဘူးထင်လို့ရှင်အခုဒီ video ရမင်းတော့မဟုတ်ပါဘူးပေါ့နော်အချိန်ပေးလိုက်ပါတဲ့ မင်းတို့အဖြေမရှိဘူးပေါ့နော်ဒါပေမဲ့ဒီ reading ကကိုတော့လို့ခံစားရရဆိုလို့ရှိရင်တော့ကိုကိုပေါ့နော်သူကိုရဲ့အတွေးတွေကိုဖြစ်ရှင်တဲ့အရာတွေအတွက် overthink တစ်ခုတစ်ခုကိုလုပ်မယ်ဆိုလို့ရှိရင်အဲ့ overthink ဒီမလုပ်ခုတွေးဆိုတော့ပေါ့နော်လုပ်မယ့်အရာကို plan ချပါဆိုတော့လေအရင်ကြီးစဉ်းစားမသွားပါနဲ့တဲ့အချိန်ခဏလောက်ပေးပြီးစဉ်းစားရင်ရပါတယ်အရင်ကြီးလုပ်တင်လားဖြစ်တင်လားဆိုတာမဟုတ်ဖယ်နဲ့အချိန်ပေးစဉ်းစားပြီးလို့ရှိလို့ရှိရင်ရွေးချယ်စရာရို့ပို့ပြီးတင်းနဲ့ plan 1နဲ့သွားမလား plan 2နဲ့သွားမလားဒါမျိုးပေါ့နော် သွားပြီးလို့ရှိလို့ရှင် half car တွေတက်တက်ရှိရှိနဲ့ရင်ဆိုင်ပြီးရှေ့ကိုဆက်သွားပါပေါ့နော်မစင်းစားပဲခြားရဲဆုံးရွက်ချက်တွေကိုရှောင်ပါပြီးရင်တခုခုအဆင်မပြေလို့ကိုဒီဟာကြီးကိုရက်လိုက်တယ်ဆိုလို့ရှင်လည်းမလုပ်ပါနဲ့ရက်လိုက်တာမျိုးမဟုတ်ဘဲနဲ့ပြဿနာတက်တဲ့အခါအချိန်ပေးပြီးတော့ဖြေရှင်းပါဒါမျိုးပြောရပေါ့နော်โอเคကိကတော့ဒီလောက်ပဲတွေ့ပါရဲ့ဆိုတော့ဒါလေးကတော့ပိုင်းတူးလေးတွေရီဒီမဲဖြစ်ပါတယ်ကန့်ညီမှုရှိမယ်လို့မျှော်လင့်ပါတယ်ဒီတစ်ခေါက်မှာတော့ဒါလည်းမတူတာလေးကိုလုပ်ပေးထားတယ်ဒါပေမဲ့လည်းအရန်ကြီးအများကြီးမလုပ်ပေးထားဘူး short reading လေးပဲ short reading လောက်ပဲလုပ်ပေးထားရပါတော့เนาะဆိုတော့ကိုက်ရင်ကြမယ်လို့မျှော်လင့်ပါတယ်နောက်ကြိမ်မှာပြန်တွေ့မယ်เนาะတတား